ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ကင်သတင်းတွေကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မှာငွေကျပ်259ဘီလီယံကျော်တန်ဖိုးရှိတဲ့ဘူးရင်စေဝါဖန်စီရရှိမှုကို AA နဲ့ SSPB ပတ်သက်တဲ့ဆိုပြီးတက်တက်ရဲ့သတင်းထုတ်ပြန်မှုဟာနိုင်ငံရေးအောက်လုံးနဲ့တိုက်ခိုက်တာလို့ခိုင်တုခတုတ်ပြန်လိုက်တဲ့အပြင် SSPB ကလည်းနိုင်ငံရေးအရဂုံတိတ်ခါကြောင်းလို့စစ်တပ်ကတိုက်ခိုက်တာလို့ပြန်လည်တုတ်ပြန်လိုက်ပါတယ်။ အကြမ်းဖက်စစ်တပ်ကလာရှုံမျိုးကိုတရုတ်အကူအညီနဲ့ပြန်ရပြီးတဲ့နောက်ပိုင်းသူတို့လုံခြုံရေးကိုသာအဓိကထားလုပ်နေလို့မြို့ပေါ်မှာနေလေကင်းတွေတောင်မှလူရတဲ့အထိရာဇဝတ်မှုဖြစ်ပွားတဲ့နှုံမြင့်တက်နေတဲ့ဆိုတဲ့သတင်းအပါအဝင်နေလေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ ရန်ကုန်မှာငွေကျပ်259ဘီလီယံကျော်တန်ဖိုးရှိတဲ့မူရင်စေဝါဖန်းစီရရှိမှုမှာ A နဲ့ SSPB ပတ်သက်တဲ့ဆိုပြီးစစ်တပ်ရဲ့သတင်းထုတ်ပြန်မှုမှာနိုင်ငံရေးအောက်လုံးနဲ့တိုက်ခိုက်တာဖြစ်တယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သူခါကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်နဲ့ကွန်းကြံကုန်းမြို့နယ်တွေမှာဖမ်းမိခဲ့တဲ့ငွေကျပ်259.35ဘီလီယံတန်ဖိုးရှိတဲ့ မူရင်စေဝါတော်တော်များများဟာအာရခတတ်တော်အေအေနဲ့ဆက်ဆက်နေတယ်လို့အာနာသိစစ်ကောင်စီကဩဂတ်စ22ရက်နေ့မှာသတင်းထုတ်ပြန်ဆွဆွဲထားပါတယ်။အဲ့ဒီမူရင်စေဝါတွေကရန်ကုန်မြို့ကနေတဆင့်ရခိုင်ပြည်နဲ့မလေးရှားရေပိုင်နက်ကိုကုန်းလန့်နဲ့ပင်လယ်ရေကြောင်းတွေအသုံးပြုပြီးပို့ဆောင်မဲ့မူရင်စေဝါတွေဖြစ်က ရှမ်းပြည်နယ်ကြေတီမြို့နယ်ဝမ်ဟိုင်းကျေးရွာမှာရှိတဲ့ SSPP ရဲ့ဗိုလ်မှူးအဆင့်ရှိတဲ့စိုင်းစုဆိုသူကအဓိကစီမံခန့်ခွဲနေသူဖြစ်တယ်လို့စစ်ကောင်စီကပြောပါတယ်။စစ်ကောင်စီကအခုဖမ်းပြီးတဲ့မူရစေဝါတွေဟာဩဂတ်စ9ရက်နေ့မနက်ပိုင်းရွှေပြည်သာမြို့နယ်အမတ်လေးလမ်းမကြီးမှာအောင်လင်းမောင်းလာတဲ့ကိုတိန်နာကားနဲ့တောင်ထုံမောင်းလာတဲ့ကားတို့ကိုဖမ်းဆီးစစ်ဆေးတာကနေပေါ်ပေါက်လာတဲ့မူရစေဝါကွင်းဆက်တွေဖြစ်ပါတယ်။သူတို့နှစ်ယောက်ကနေအစစ်စစ်ဖော်ထုတ်ခဲ့တာမှာတော့ ်ရခိုင်ဘင်္ဂလားဒေ့ရှ်မူရစေဝါဖြန့်ဝေနေတဲ့ AA အဖွဲ့ဝင်ဝေခိုင်စီမာအဆုံးသတ်ထားတယ်လို့စစ်ကောင်စီကစွပ်စွဲထားပါတယ်။ဒါအပြင် AA ရဲ့အကောက်ခုံမှုဘိုမှုအစစ်ရှိသူ ကိုရေးဆိုသူကရခိုင်ပြည်အတွင်းမှာမူရစေဝါတွေဖျက်ဆီးကားဆိုပြီးစိတ်ကြစည်းပြားတပေါင်းကိုကြက်သုံးသိန်းနှုန်းနဲ့ကောက်ခံနေတယ်လို့စစ်ကောင်စီကစွပ်စွဲထားပါတယ်။အခုမူရစေဝါဖြစ်စင်မှာဖမ်းမိထားတဲ့တရက်ခန်း73ယောက်ရှိပြီး ကိုယောက်ကတော့ဖမ်းဆီးဖို့ကြံရှိနေတာနဲ့သူတို့အားလုံးကိုမူရစေဝါမှုနဲ့အရေးယူထားတယ်လို့စစ်ကောင်စီကပြောပါတယ်။မူရစေဝါဖမ်းဆီးရရှိမှုမှာအေရဲ့ဗိုလ်မှူးတဦးကအခွန်ကောက်ခံနေဆိုပြီးစစ်ကောင်စီဆွဆွဲချက်ကိုအာရခတ်တတော်ပြောခွင့်ရခိုင်တုခါကပယ်ချထားပြီးမူရစေဝါနှိမ်နှင်းရေးနဲ့ပတ်သက်တဲ့ဘယ်ဆိုရဘယ်နိုင်ငံနဲ့မဆိုပူပေါင်းတိုက်ဖြတ်ဖို့အစဉ်အသင့်ရှိတယ်လို့ခိုင်တုခါကပြောထားပါတယ်။ အရင်ကလည်းရန်ကုန်မြို့မှာဖမ်းမိတဲ့မူရစေဝါအမှုတချို့ကို အာနာသိန်းစစ်ကောင်စီကအာရခတ်တော်အေအေနဲ့ဆက်ဆက်နေတယ်ဆိုပြီးစစ်တပ်ကအကြိမ်ကြိမ်ဆွဆွဲခဲ့ပါတယ်စစ်တပ်ရဲ့သတင်းထုတ်ပြန်မှုမှာမူရစေဝါနဲ့ပတ်သက်တယ်လို့ဆွဆွဲခံရတဲ့ SSPB SSA ကလည်းစစ်ကော်မရှင် လက်အောက်ခံဖြစ်တဲ့မူရရဲတပ်ဖွဲ့ထုတ်ပြန်ကြ SSPB SSA အပေါ်နိုင်ငံရေးအရဂုံတိုက်ခါကြစီလိုတာ နာမည်ဖြတ်တာအဖွဲ့အစည်းအတွင် စီးလုံးညီညွတ်မှုကိုထိခိုက်ပျက်ပြားစေတာနဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုထိခိုက်ပျက်ပြားစေတာပဲဖြစ်တဲ့အတွက်လိုရာဆွဲထည့်ပြီးရေးသားတိုက်ခိုက်ထုတ်ပြန်တာလို့ပြန်လည်တုတ်ပြန်ကြေညာထားပါတယ် SSPB SSA အနေနဲ့မူရစ်စေဝါနဲ့ပတ်သက်ပြီးလုံးဝပပျောက်နိုင်မှုအတွက်ထိန်းချုပ်ထားတဲ့နေမြေဒေသအသွင်းမှာ အဖွဲ့ရဲ့ပါတီဝင် အဖွဲ့ဝင်တွေပါဝင်ပတ်သက်တာ ရောင်းဝယ်ဖောက်ကားတာနဲ့ထုတ်လုပ်တာတွေပိတ်ပင်ထားတယ်လို့ကြေညာချက်မှာဖော်ပြထားပါတယ်ရှင်။ဆလတ်တင်ဆက်ပေးမဲ့သတင်းကတော့အကြမ်းဖက်စစ်တပ်ကထိန်းချုပ်ထားတဲ့လာရှိုးမြို့ပေါ်ရက်ကွက်ငားမှာနေ့လယ်အချိန်တနက်နဲ့ပြစ်ခတ်ပြီးကားလူရမှုဖြစ်ပွားခဲ့တယ်လို့ဒေသပြည်သူတွေက ရန်ကုန်ခေတ်စ်ကိုပြောပါတယ်။မနေ့ကဩဂတ်စ23ရက်နေ့ညနေ6:00နာရီခွဲအချိန်မှာ လာရှိုးမြို့ရက်ကွက်ငားမှာမြို့ကန်အမျိုးသမီးမောင်းလာတဲ့ကားကိုအမျိုးသားနှစ်ဦးကဆိုင်ကယ်နဲ့လာရောက်ပြီးတနက်နဲ့ပြစ်ဖောက်ကားလူရက်သွားခဲ့တာကြောင့်အနီးနားမှာပြည်သူတွေရှိနေပေမဲ့လည်းလူရက်သူတွေကတနက်ကိုပြစ်ဖောက်ခဲ့တာကြောင့်ဘသူကမှမကူညီရဲတော့သလိုတနက်နဲ့ပြစ်ခတ်ခဲ့တာကြောင့်လူတအူးပေါင်မှာတန်ရာရရှိခဲ့တယ်လို့သိရပါတယ်။ အကြမ်းဖက်စစ်တပ်ကလည်းသူတို့အခြေစိုက်တဲ့ယုံတွေနဲ့တရင်တွေမှာပဲလုံခြုံရေးယူထားပြီးမြို့ပေါ်ကပြည်သူလူထုလုံခြုံရေးအတွက်ကိုတော့ဘာတခုမှမလုပ်ပေးထားဘူးလို့လာရှိုးမျိုးကန်တက်ကြွလှုပ်ရှားသောတော်လန်ရေးထောက်ဖို့တူကပြောပါတယ်အခုနဲ့ဧပြီလနှောင်းပိုင်းမှာလာရှိုးမြို့ကို MNDAA ရဲ့လက်ထဲကနေတရုတ်အကူအညီနဲ့အကြမ်းဖက်စစ်တပ်ကပြန်လည်ရယူထိန်းချုပ်ပြီးတဲ့နောက်ပိုင်းမှာလာရှိုးမြို့ပေါ်မှာလူရဲမှုတွေ ခိုးမှုတွေနဲ့တနက်ပစ်ခတ်မှုတွေမကြာခဏဖြစ်ပေါ်နေတယ်လို့ဒေသပြည်သူတွေကပြောပါတယ်ရှင်။စကိုင်းနိုင်ဘက်ကသတင်းတွေကိုတင်ဆက်ပေးပါမယ်။စကိုင်းနိုင်စကိုင်းမြို့နယ်ကြော်စရာရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်သား9ဦးသေဆုံးပြီး၃ဦးအရှင်ဖမ်းမိကောင်တနက်၈လက်သိမ်းဆီးရရှိခဲ့တယ်လို့ Phoenix SGD Million ကစကိုင်းရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လ29ရက်နေ့ကစကိုင်းမြို့နယ်ကြော်စရာရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အင်အားအယောက်100ခန့်ပါတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လရေးတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်အကြမ်းဖက်စစ်သား9ဦးသေဆုံးပြီး3ဦးအရှင်ဖမ်းပြီးကတနက်ရှင်းလက်နဲ့စစ်အုံဆောင်ပစ္စည်းတွေတင်စီရရှိခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကို Phoenix SDG မီလီယံငတ်သကိုင်းနဲ့မဟာမိတ်ပူပေါင်းအဖွဲ့တို့ကပူပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော်လန်ရေးရဲဘော်တွေကတော့အထီးကိမ်းမရှိ ပြန်လည်စုခွာနိုင်ခဲ့ပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကတိုက်ပွဲအတွင်းမှာ အထိနာခဲ့တာကြောင့်တစ်ချိုကုန်းရွာ၊ကြော်စီယာရွာ၊ပကံတူရွာ၊ရင်းမချင်းရွာ၊ဂျိုင်းကြီးရွာ၊လင်းတလူးရွာ၊ထန်းဘူးတော်ရွာနဲ့ကြာမင်းကြီးရွာတို့ကိုဇက်တိုက်မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်ယာနဲ့ချီမီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်ရှင်။စကိုင်းနိုင်ဘက်ကတရင်ကိုဆက်ပြောပြပါမယ်။စကိုင်းနိုင်စကိုင်းမြို့နယ်မှာဝတ်တပုတ်ရွာကအမျိုးသမီးတအူးကိုမတိန်ပြုချင်းဖို့ကြံစီနေတဲ့စစ်သားတွေအချင်းချင်းပစ်ခတ်မှုဖြစ်ပွားပြီးတအူးသိမ်ဆုံးကလက်နက်နှစ်လက်သိမ်းဆီးရရှိခဲ့တယ်လို့ Finis SGG မီလီယံငက်စကိုင်းရဲ့တာဝန်ရှိသူတအူးကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လ23ရက်နေ့မှာတော့စကိုင်းမြို့နယ်ရုံးပင်ကံရွာကနေထွက်လာတဲ့အဂျမ်ဘတ်စစ်သား2ဦးဟာအရက်မူယူပြီးဝတ်တပုတ်ရွာက အမျိုးသမီး2ဦးကို မတိမ်ပြူးချင်းဖို့ကြံစီနေခြင်းအခြေချင်းပြစ်ခတ်ခဲ့ကြပါတယ်။အဲ့ဒီပြစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်မှာတော့အဂျမ်ဘတ်စစ်သား2ဦးပြေဆုံးကတဦးကတော့ထွက်ပြေးလွတ်မြောက်သွားပြီးပြစ်ခတ်မှုဖြစ်ပွားတဲ့နေရာကိုတော်လန်ရေးတပ်ဖွဲ့တွေကနေမြေရှင်းလင်းရေးပြုလုပ်ချိန်မှာတော့ တလက်နလက်ဘုံတလုံးကြီပေါက်6ခုနဲ့စစ်ဝတ်စုံတချို့သိသိရရှိခဲ့တယ်လို့သိရပါတယ်ရှင်ဆလတ်တင်ဆက်ပေးမှာကတော့စကိုင်းတိုင်းကဝလူမြို့နယ်အတွင်းမှာစစ်ကြောထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကကြီးကျင်းရွာကိုမီးရှို့ဖျက်ဆီးနေတယ်လို့ကျွန်းလာတက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်မနေ့ကဩဂတ်လ23ရက်နေ့နေ့လယ်တနာရီ50မိနစ်မှာ ကမ်ဘလူမြို့နယ်အတွင်းကိုစစ်ကြောင်းထိုးနေတဲ့အင်အား200ခန့်ပါတဲ့စစ်တပ်စစ်ကြောင်းဟာကြီးချင်းရွာကိုဝင်ရောက်စီးနေပြီးနေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတယ်လို့သိရပါတယ်။လက်ရှိချိန်မှာတော့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့်ကြီးချင်းရွာပါဝင်အနီးအနားမှာရှိတဲ့ကျေးရွာတွေက ပြည်သူတွေထွက်ပြေးတိတ်ရှောင်နေရပြီးပြည်သူတွေဖမ်းဆီးခံရတဲ့အခြေအနေနဲ့ထိခိုက်သူတွေရှိမရှိကိုတော့အတိမပြုနိုင်သေးဘူးလို့သိရပါတယ်။ အဲ့ဒီရက်မှာပဲမကွေးတိုင်းချောင်းမြို့နယ်မကြီးကုန်းရွာကိုလည်းအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်ပြီးပြည်သူပိုင်ပစ္စည်းတွေကိုစိတ်ကြယူဆောင်နေတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်ရှင်မန္တလေးတိုင်းဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းညာဦးမြို့နယ်ကြောက်ပြင်ကံရွာကိုအကြမ်းဖက်စစ်တပ်ကရဟန်းရင်စစ်တပ်လေဒီတွေနဲ့ဘုံကျဲပစ်ခတ်တိုက်ခိုက်တာကြောင့် ကလင်းငယ်ရဲ့ပါဝင်ပြည်သူသုံးဦးသေဆုံးပြီးရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်။ပြီးခဲ့တဲ့ဩဂတ်စ23ရက်နေ့ညနေ4နာရီမှာအကြမ်းဖက်စစ်တပ်ကညာဦးမြို့နယ်ကြောက်ပြင်ကန်ရွာကို MI 35ရဟတ်ရင်နှစီစစ်တပ်လေဒီဒစီနဲ့လေကြောင်းတိုက်ခိုက်ခဲ့တာပါ။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်တာကြောင့်ကလင်းငယ်ရဲ့ပါဝင်ပြည်သူသုံးဦးသေဆုံးခဲ့တယ်လို့ကနအူးသိရပြီး ရွာလုံးကျွတ်ထွက်ပြေးတိမ်ရှောင်နေတာကြောင့်ထိခိုက်သေးဆုံးသူအရေအတွက်နဲ့ပျက်စီးမှုအခြေအနေကိုတော့အတိမပြုနိုင်သေးဘူးလို့သိရပါတယ်ရှင်။အခုနောက်ဆုံးတွေ့ဆက်ပေးမှာကတော့မြန်မာနိုင်ငံပြည်ရင်းစစ်ကိုကြော်လွန်၍ငြိမ်းချမ်းရေးကိုရှုမြင်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့မြန်မာနိုင်ငံရေးဆိုင်ရာဆွေးနွေးပွဲကိုကိုရီးယားလက်တော်မှာဩဂတ်စ23ရက်နေ့ကပြုလုပ်ခဲ့ပြီး ဒီမိုကရက်တစ်ပါတီကလွတ်တော်အမတ်အီယုံဆွန်ယွန်းထဲရောင်းနဲ့အခြေခံလာစာပါတီကယုံဟယ်ရင်းအမျိုးသားညီညွတ်ရေးအစိုးရကိုရီးယားနိုင်ငံဆိုင်ရာမြန်မာကိုယ်စားလှယ်ဥယျာဉ်နိုင်ထွန်းတို့တက်ရောက်ခါအဖွဲ့စကားပြောကြားခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့10နှစ်အတွင်းကကွယ်လွန်သွားခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နိုင်ငံတကာစီယုံရေးကော်မတီကိုရီးယားဌာနခွဲဥက္ကဋ္ဌဦးနေထွန်းနိုင်အတွက် အောင်မေပွဲအမတ်တရားဖြစ်ပြုလုပ်တဲ့အဲ့ဒီဆွေးနွေးပွဲကိုစောင်းကုံဝဲတက္ကသိုလ်ပေါင်မော့ခဘတ်ကွန်ဟုံးကဦးဆောင်စီစဉ်ပြီးကိုရီးယားလက်တော်အမတ်တွေနဲ့ကိုရီးယားလူအခွင့်ရေးမြို့တော်များကောင်စီကဝိုင်းဝန်းပံ့ပိုးပေးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဆွေးနွေးပွဲမှာဦးနေထွန်းနိုင်ရဲ့လှုပ်ဖော်ကင်ပတ်မိတ်ဆွေတွေက အမတ်တရားစကားအနှဲငယ်စီ ပြောကြားကြပြီးတဲ့နောက်မှာတော့ပေါင်မော့ခဘတ်ကွန်ဟုံးကမြမပြည်တွင်စစ်နဲ့ ရခိုင်တပ်တော်ရဲ့နိုင်ငံရေးစစ်ရေးထိုးထွက်လာမှုဆိုတဲ့စာတမ်းစိုးတက္ကသိုလ်ကျောင်းသားချမ်းပီကျဲကຫນွေဦးတော်လန်ရင်းနဲ့တိုင်းရင်းသားတွေရဲ့အတွင်ဒီမိုကရေစီချင်းပြည်နယ်ကိုပိုင်ပြထန်းခွင့်ကဏ္ဍစာတမ်းစောင်းကိုဝဲတက္ကသိုလ်ကျောင်းသားဂျွန်ရယ်လင်ကမဲဆောက်မှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့တွေ့ဆုံတဲ့စာတမ်းချုံနံတက္ကသိုလ်ကယွန်ဂီဆော့ကတောင်အာဖရိကနိုင်ငံရဲ့ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှုနဲ့စိန်ခေါ်မှုတွေဆိုတဲ့စာတမ်း ဘူဆန်တက္ကသိုလ်ကဤကွန်းစုက နီပေါ်ပြည်သူတော်လှန်ရေးကွန်မြူနတီအင်အားစုတွေရဲ့ကိုစားပြုဒီမိုကရေစီမဟာဗျူဟာစတဲ့စာရန်တွေကိုတင်ပြခဲ့တယ်လို့သိရပါတယ်။တက်ရောက်လာသူတွေက တင်ပြချက်တွေပေါ်ပြန်လည်ဆွေးနွေးကြပြီးနှွေဦးတော်လှန်ရေးရဲ့လက်ရှိအခြေအနေတွေကိုလည်းစိတ်ဝင်တစားမေးမြန်းဆွေးနွေးခဲ့တယ်လို့အတိအပြထုတ်ပြန်ထားပါတယ်ရှင်။ ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ရှားပါ